မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိမ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်နယ်ဖားကန့်မြို့နယ်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်များကြားမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့ဗမော်တိုက်ပွဲမှာစစ်ခွေးတပ်ထံကနေပြီးတော့0.5စက်တနက်ကြီးများအပါအဝင်လက်နက်နဲ့ကြီးစံများကိုတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့က ဗမော်တန်ချက်ကတိုင်ရင်နဲ့2 3 6အဲ့ဒီဘက်ဒီမှာတိုက်ပွဲတွေအကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်အဲ့ဒီမှာစစ်ခွေးတွေထိခိုက်ကြဆုံးမှုများတယ်ပြီးတော့လဲစစ်ခွေးတနက်တွေ point 5တနက်တွေတိမ့်စီရမိတာတွေရှိပါတယ်ကြီးစံတွေလည်းအများကြီးပဲရရှိခဲ့တယ်လို့ကချင်ရှေတန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်စစ်ခွေးတိုက်ရဲ့တန်ချက်ကတိုင်ရင်နဲ့ခလာရ2 3 6တိုက်ရင်းများကိုရခိုင်ကလေးက KIA ပူးပေါင်းတပ်ဖွဲ့များကသိမ့်ပိုက်ထားခဲ့ရာပြီးခဲ့တဲ့ August လမှာစစ်ခွေးတပ်ဘက်ကပြန်လည်ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဗမာမြို့မှာစစ်ခွေးတပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့များအပြန်အလှန်ထိုးစစ်ဆင်နေတယ်လို့ဩဂတ်လအတွင်းမှာလည်းတိုက်ပွဲများဇက်တိုက်ပြင်းထန်ခဲ့တယ်လို့သိရပါတယ်။ဗမာတိုက်ပွဲမှာတင်းစီရမိခဲ့တဲ့လက်နက်ခဲယမ်းများထဲမှာစစ်တပ်နဲ့အကြီးအမျိုးအစားများဖြစ်တဲ့0.5တလက်14.5တလက်နဲ့ဆက်ဆက်ကြီးစံများစွာကိုတင်းစီရရှိခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင် ဖားကန့်မြို့နယ်မှာလဲစက်တဘာ10ရက်နဲ့စက်တဘာ9ရက်နေ့ကတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သတင်းရင်းမြစ်ကဖော်ပြထားပါတယ်ဖားကန့်ဘက်မှာကမနေ့ကမနေ့ရယ်မနေ့ကညရယ်ဒီကနေ့မနေ့ရယ်အဲ့ဒီဖားကန့်စမ်းကြွယ်နယ် မော်တောင်းဘက်တွေမှာတိုက်ပွဲတွေဖြစ်နေတာပါစစ်ခွေးတွေဘက်ကအယောက်30လောက်သေးတယ်အကြီးအကျယ်ပဲဒီကောင်တွေဘက်ကတော်တော်လေးကိုအထိနာသွားတာလို့ကချင်ရှေတန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်ဖားကန်တိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်ကလက်နက်ကြီးများရန်တမ်းပစ်ခတ်နေတဲ့အတော့ဒေသခံပြည်သူများထိခိုက်ဒဏ်ရာရမှုများတေဆုံးမှုဖြစ်စဉ်များဇက်တိုက်ရှိနေတယ်လို့ကချင်သတင်းရင်းမြစ်တချို့ကအသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်မှာအကြမ်းဖက်စစ်ခွေးဆယ်ကျောင်းကိုနှစ်ရက်ဆက်တိုက်ရော့ကက်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ခွေးတပ်ဘက်က9ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ6ရက်နေ့မနက်9:00နာရီကမှပခုတ်ကူမြို့နယ်တပ်မတရားတက်ကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးဆယ်ကျောင်းဟာအနောက်ဖုံးကန်ပြူစောတိရွာကိုရောက်ရှိလာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကရော့ကက်၅လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာ အကြမ်းဖက်စစ်ခွေးတွေဘက်ကခုနှစ်ဦးတေဆုံးခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်ဘက်ကလက်နက်ကြီးများနဲ့ပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့တော့လေတော်လိုင်းရဲဘော်များအထူးကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်မနေ့ကမနက်ပိုင်းမှာတပ်မတရတက်ကနေထွက်လာတဲ့စစ်ခွေးတွေကအနောက်ဖုံးကံပြူစော်ရီရွာကိုရောက်ရှိနေတဲ့အချိန်မှာကျွန်တော်တို့ရဲဘော်တွေကရက်ကန်၅လုံးနဲ့တွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်စစ်ခွေးတွေဘက်ကလည်းလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပေမယ့်ကျွန်တော်တို့ရဲဘော်တွေအထူးကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်6ရက်နေ့ကလည်းခွနကောင်တည်တယ်လို့ ကခုတ်ကူမြို့နယ်ပကဖလက်နက်ကြီးတပ်ဖွဲ့ကဘုံမွေဟောက်ကအတိပြုပြောကြားထားပါတယ်အလားတူပဲစက်ပန်မာလ9ရက်နေ့မနက်7:30နာရီ30မိနစ်ခန့်ကလည်းပကခုတ်ကူမြို့နယ်အနောက်ဖုံးကံပြူစောတိရွာကိုရောက်ရှိနေတဲ့စစ်ကြောင်းဟာဖုံးကံရွာမြောက်ဘက်မှာစစ်ကြောင်းထုတ်ရန်လူစုနေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကရော့ကန်၅လုံးနဲ့ထပ်မံပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ခွေးတပ်ကရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် ၎င်းတက်ခတ်မှုကိုပခုတ်ကူမြို့နယ်ပကဖတရင်တေပခုတ်ကူမြို့နယ်ပကဖလက်နက်ကြီးတပ်ဖွဲ့ Cobra 1 Burma Revolution Rangers တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဗကူတိုင်းညောင်လေးပင်မြို့နယ်မတော့ရွှေကျင်းလမ်းပိုင်းမှာရှိတဲ့အချမ်းဘတ်စစ်ခွေးတိုက်ရဲ့လှေကင်းကိုစနိုက်ပါနဲ့ပြစ်ခတ်တိုက်ခတ်ရာစစ်သားတအုပ်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကစက်တင်ဘာလ10ရက်နေ့မနေ့7နာရီ90မိနစ်ခန့်မှာညောင်လေးပင်မြို့နယ်မတော့ရွှေကျင်လမ်းမိုက်မှာရှိတဲ့စစ်ခွေးတပ်ရဲ့တာပြတ်ဂိတ်စခန်းနဲ့ရွှေကျင်ချောင်းဂိတ်စခန်းကြားမှာကင်းလက်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးများကို Fire Dragon အဖွဲ့ကစနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကတအူးပွဲချင်းပြီးတိုက်ဆုံကတော်လိုင်းရဲဘော်များအထိကိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ညောင်လေးပင်မတော့ရွှေကျင်လမ်းမိုက်တာပြတ်ဂိတ်စခန်းနဲ့ရွှေကျင်ချောင်းဂိတ်စခန်းကြားမှာ ကင်းပတ်ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးတွေကိုစနိုက်ပါနဲ့ပြက်ခတ်တိုက်ခိုက်ခဲ့တာစစ်ခွေးတကောင်တိတ်ဆုံးသွားပါတယ်လို့ Fire Dragon အဖွဲ့ကတောင်းရှိသူကပြောပြထားပါတယ်။ဒါအပြင်ဘကိုးတိုင်းတဲကုန်းမြို့ပေါ်ကနေ4ကားများနဲ့ထွက်လာတဲ့စစ်ခွေးများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ခွေးတပ်ဘက်ကထိခိုက်မှုရှိကြောင်း PKI ပတ်ကောက်ဖစစ်ရေးတာဝန်ခံကသတင်းပေးဖို့ပြောကြားထားပါတယ်။စက်တင်ဘာလ3ရက်နေ့မှာတဲကုန်းမြို့ TDC 1လမ်းက4ကား3စီးနဲ့ထွက်လာတဲ့ AR 80လောက်ပါတဲ့စစ်ကြောင်းကို PKI ပတ်ကောက်ဖတိုက်ခိုက်ရေးအဖွဲ့က ရုံးမင်တက်ရွာအနီးမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ခွေးတွေဘက်က6ဦးထိခိုက်ဒဏ်ရာရရှိကဒဏ်ရာရရှိသူများကိုတဲကုန်းမြို့ကိုပို့ဆောင်ပြီးတော့အင်အား90လောက်နဲ့ထပ်မံပြီးတော့စစ်ကြောင်းထိုးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာရုံးမင်တက်ရွာကနေအိမ်၄လုံး၊ကြက်ခွဲရွာကနေအိမ်၅လုံးနဲ့ကြက်တိုက်ရွာကနေအိမ်၅လုံးတို့ကို မိရှို့ဖျက်ဆီးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အေယာဝတီတိုင်းဟင်းသရမြို့ပေါ်မှာခရိုင်ရဲတပ်ဖွဲ့ရုံးတဲ့မဝေးတဲ့နေရာကနေအိမ်တစ်ခုမှာမနေ့ကစက်တင်ဘာလ၈ရက်နေ့ကညနေ၄နာရီလောက်မှာနေအိမ်ထဲကိုဝင်ပြီးတော့သွားဆရာဝန်လင်မယားနှစ်ယောက်ကိုဓာတ်နဲ့ထိုးသတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဟင်းသရမြို့ပါဆယ်လမ်းမှာသွားဆရာဝန်ရဲ့နေအိမ်ဆေးကန်းကို မျက်နှာမှာ mask တွေတက်ထားတဲ့ PCH ဆိုင်ကအဖြူစီးလာတဲ့လူငယ်တအူးကဝင်ရောက်လာပြီးတော့သွားဆရာဝန်နဲ့သူ့ရဲ့ဇနီးဖြစ်သူတို့ကိုအနီးကဓားနဲ့ထိုးတာကိုဝင်ပြီးတော့ဆွဲခဲ့တဲ့ဈေးကန်းအကူလူငယ်နဲ့အဖွားတအူးပါဓားနဲ့ထိုးခံရတဲ့ဒဏ်ရာတွေရရှိသွားတယ်လို့သိရပါတယ်။သွားဈေးကန်းရဲ့အိမ်ထဲကတွဲပြီးတော့ဖြန့်ထားတာသွားဈေးကန်းပြကျင်လို့ပါဆိုပြီးတော့အိမ်ထဲကိုဝင်လာပြီးဓားနဲ့ဝင်ထိုးတာပါ။ဆရာဝန်ကိုအရင်ထိုးတာမိန်းမကဝင်ကာလို့မိန်းမကိုပါထိုးခံရတာလို့ပြောတယ်။ဈေးကန်းအကူလူငယ်လဲစိုးရင်ဒဏ်ရာရသွားတယ်။ ဆရာကတော်ကတော့နေရာမှာတင်ပွဲချင်းပြီးပဲဆရာဝန်ကတော့ဆေးရုံမှာဆုံးသွားပါတယ်သူ့ရဲ့ရောက်ခမလည်းလက်ကိုထိထားတယ်လို့ဟင်းသရမျိုးကန်တူကအတိအပြုပြောကြားထားပါတယ်ဒါနဲ့ထိုးတဲ့ဒဏ်ရာကြောင့်ဆရာဝန်ကတော့နှလုံးကိုတစ်ချက်နဲ့ရင်ဘက်ပခုံးမှာလည်းဓာတ်ဒဏ်ရာတွေကြောင့်နေရာမှာတင်သိမ်းဆုံးခဲ့ပြီးတော့ဆရာဝန်ဖြစ်သူကတော့ဆေးရုံကိုပို့ဆောင်တဲ့အချိန်မှာလမ်းမှာတင်သိမ်းဆုံးခဲ့ကဆေးကန်းအခုလူငယ်ကတော့အတွင်းလူနာဆိုးရင်ရနဲ့ဟင်းသရဆေးရုံကြီးမှာဆေးကုသမှုခံယူနေတယ်လို့သိရပါတယ် ဒါနဲ့ထိုးခဲ့တဲ့သူကအသက်30ဝန်းကျင်ကသာရှိသေးတယ်လို့သိရပြီးတော့ဆေးကန်းအခုနဲ့အတူဆရာဝန်ကတော်ရဲ့အမေဖြစ်သူအဖွားတော်ဦးလည်းဓာတ်ရန်ရာရရှိခဲ့တယ်လို့သိရပါတယ်။သေဆုံးသွားတဲ့သူသွားဆရာဝန်ဟာဒေါက်တာခင်မောင်ထွန်းဖြစ်တယ်လို့သိရပြီးတော့လူသက်သမားဟာ PCH ဆိုင်ကယ်အဖြူနဲ့ပဲထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။ အခုဖြစ်တဲ့ဖြစ်စဉ်ဟာပုံကိုရေးကြောင်တတ်တာဖြစ်နိုင်တယ်လို့မြို့ကန်တွေကထင်ကြီးပေးထားတယ်လို့သိရပါဗျ။လက်တလုံးမှာဟင်းသရမြို့ပေါ်မှာလူသက်တရခန်းကိုစစ်ခွေးတပ်ဖွဲ့ဝင်တွေကလိုက်လံရှာဖွေနေတယ်လို့သိရပြီးတော့လက်ရှိအချိန်ထိတော့ဖမ်းဆီးရမိလားမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့စစ်ကောင်စီထိန်းချုပ်ထားတဲ့မြေကြီးနားမြို့မှာမနေ့ကညနေပိုင်းကရွှေဆိုင်တဆိုင်ကိုတနက်နဲ့ဓမြတိုက်ခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြေကြီးနားမြို့ရဲ့မြို့လေကောင် အောင်တန်းရက်ကွက်ကရွှေစန်းလီရွှေဆိုင်ကိုစိုင်းကဲအုပ်ထုပ်ဆောင်းထားပြီးတော့တနက်ကိုင်းဆောင်ထားတဲ့အမျိုးသား၃ဦးကစက်တမ်ဘာလ၈ရက်နေ့ညနေ၄နာရီလောက်မှာဓမြဝင်တိုက်သွားတာဖြစ်တယ်လို့သိရပါဗါးအဲ့ဒီအမျိုးသား၃ဦးဟာရွှေဆိုင်ထဲကိုဝင်လာပြီးတော့စိုင်းထဲမှာရှိတဲ့သူတွေကိုတနက်နဲ့ချိန်ကစက္ကန့်80အတွင်းမှာကောင်တာထဲမှာရှိတဲ့လက်ဝဲရတနာနဲ့အဖို့တံပစ္စည်းတွေကိုယူဆောင်သွားတယ်လို့သိရပါဗါးဓမြတိုက်ခံရတဲ့အချိန်မှာအမျိုးသမီးဝန်ထမ်းတွေပဲစိုင်းမှာရှိနေတယ်လို့သိရပါဗါး ဓမြတိုက်တာကိုလွယ်လွယ်လေးကိုလှုပ်သွားတာဗျာမြို့ကန်တွေကတော့စစ်သားတွေပဲဓမြတိုက်သွားတာလို့ထင်နေကြပါတယ်တရားခံလဲအခုချိန်ထိမမီသေးဘူးလို့မြကြီးနာမြို့ကန်တို့ကပြောပြထားပါတယ်ရွှေဆိုင်ဓမြတိုက်ခံရတဲ့ဖြစ်စဉ်မှာဆုံးရှုံးသွားတဲ့တံမိုးတွေကိုတော့မသိရသေးဘူးလို့ပြောပါတယ်မြကြီးနာမြို့မှာစက်တမ်ဘာလ9ရက်နေ့ညနေကလည်းအုပ်စုဖွဲ့ပြီးတော့လူရဲမှုဖြစ်ပွားခဲ့ပြီးကျူးလွန်တဲ့လူငယ်တွေကိုဒေသခံတွေကဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့သိရပါတယ်ဒါအပြင် မနေ့ကမနက်ပိုင်းမှာလည်းလူရဲမှုတစ်ခုထပ်မံဖြစ်ပွားခဲ့ပြီးတော့ကျူးလွန်တဲ့သူတွေကိုဖမ်းဆီးရမိခဲ့ပါတယ်။ဒါကြောင့်မြစ်ကြီးနားမြို့မှာဒီရဲပိုင်းလူရဲမှုဓမြတိုက်မှုတွေဇက်တိုက်ဖြစ်နေတယ်လို့သိရပါတယ်။မြစ်ကြီးနားမြို့ဟာပြည်내အစိုးရအဖွဲ့ရုံးဆိုင်ပြီးတော့ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်ပါတယ်။စစ်ကောင်စီဟာမြစ်ကြီးနားမြို့မှာရွေးကောက်ပွဲပြုလုပ်ဖို့အတွက်ကြိုးပမ်းနေပြီးတော့အရသာပြည်သူတွေကိုပြစ်မှတ်ထားဖမ်းဆီးတာတွေစစ်သားစုဆောင်တာတွေကိုလုဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းတေးရချောင်းမြို့နယ်တင်းကျုံရွာကိုစစ်ခွေးစစ်ကြောင်းဝင်ရောက်လာတဲ့အချိန်ပြည်သူများကနေအိမ်များကိုမီးမရှို့ရန် ဝိုင်းပြီးတော့ရှစ်ခိုးတောင်းပန်ခဲ့တော့လဲနေအိမ်ရှစ်လုံးကိုမိရှို့ဖြက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စပ္ပမလာခွနရနေမှာတရချောင်းမြို့နယ်တင်းကျွန်းရွာကိုအကြပတ်စစ်ခွေးစစ်ကြောင်းဝင်ရောက်လာတဲ့အချိန်ကြီးရွာနေပြည်သူများကနေအိမ်များကိုမိရှို့ဖျက်ဆီးခြင်းမပြုလုပ်ရန်ရှေခိုးတောင်းပန်ခဲ့ကြတယ်လို့သိရပါဗါဒတော်လဲအကြပတ်စစ်ခွေးတက်ကပြည်သူဝိုင်းနေအိမ်ရှစ်လုံးကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါဗါဒအပြင်အကြပတ်စစ်ခွေးစစ်ကြောင်းဟာရန်တောင်ကြီးရွာကိုလည်းဝင်ရောက်စီးနင်းခဲ့ပြီးတော့ ရန်တောင်ကျေးရွာကနေအိမ်အလုံး30ကျော်ကိုလည်းမီးရှို့ဖျက်ဆီးသွားကအနီးနားမှာရှိတဲ့ကျေးရွာများကိုလည်းလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်သွားတယ်လို့သိရပါဗျ။တင်းကျုံရွာကိုစစ်ခွေးစစ်ကြောင်းဝင်ရောက်လာတဲ့အချိန်မှာပြည်သူတွေကနေအိမ်တွေကိုမီးမရှို့ဖို့ထိုင်းရှိခိုးပြီးတော့တောင်းပန်နေတာတောင်မှနေအိမ်ရှစ်လုံးကိုမီးရှို့သွားပါတယ်။ပြည်သူတွေကိုလည်းဆဲဆိုသွားသေးတယ်။တော်တော်ကုန်မိုက်ရိုင်းတဲ့စစ်ခွေးတွေပါ။ ဒီကောင်တွေကတရချောင်းမြုံနယ်အခြေစိုက်ခမရ403ခမရ404နဲ့ခမရ405တိုင်ရင်ကစစ်ခွေးတွေပါလို့ဒေတာတွင်းစီရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။အဲ့ဒီအချမ်းမတ်စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကဩဂတ်လ12ရက်နေ့ကနေ25ရက်နေ့အထိ14ရက်ကြာလိုက်လံတိုက်ခိုက်ခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာအချမ်းမတ်စစ်ခွေးအလောင်းနှမ်းလောင်းနဲ့ MA4 တနက်တလ MA1 တနက်တက်လက်တို့ကိုတိတ်ဆိတ်ရရှိခဲ့ပြီးတော့စစ်မှုထမ်းတပ်သားတဲ့6ဦးကိုလည်းအရှင်ဖမ်းဆီးရမိကထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့သိရပါဗါးအခုလိုတိုက်ပွဲအတွင်းမှာအထိနာခဲ့တဲ့စစ်ခွေးစစ်ကြောင်းဟာ၎င်းတို့ဖျက်ဆီးသွားလိုက်ရလမ်းတစ်လျှောက်မှာရှိတဲ့ကျေးရွာများကိုဇက်တိုက်ဝင်းအောင်စီးနှင်းကဩဂတ်စ်လ21ရက်နေ့နဲ့22ရက်နေ့တွေမှာမားရွှေကုန်းနဲ့စော်ဖျားရွာတို့ကနေ80ကျော်ကိုလည်းမိရှို့ဖျက်ဆီးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဇကိုင်းတိုင်းထီးကြိုင်မြို့နယ်မှာစစ်သည်မောအစုဖြတ်တန်းတဲ့အချိန်မှာစစ်ခွေးတပ်ရဲ့လေကြောင်းတိုက်ခတ်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ပြည်သူ၁၁ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ6ရက်နေ့နဲ့စက်တင်ဘာလ9ရက်နေ့တွေမှာအချမ်းမစစ်ခွေးတပ်ရဲ့စစ်သည်မောအစုက ARD မြေအတိုင်းဖြတ်တန်းတဲ့အချိန်စစ်သည်မောအစုကိုလုံခြုံရေးပေးရန် စစ်တပ်ကလေကြောင်းတိုက်ခိုက်ခြင်းနဲ့လက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။အခုလိုပစ်ခတ်ခြင်းဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့တမင်တက်တက်ရည်ရွယ်ချက်ရှိရှိနဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးတပ်ရဲ့ပစ်ခတ်မှုကြောင့်မောင်းကုန်းရွာကပြည်သူ9ဦး၊ကြောင်မော်ရွာကပြည်သူ2ဦး၊ဘိုကုန်းရွာကပြည်သူ3ဦး၊ဝဲကြီးချွန်းရွာကပြည်သူ2ဦး၊စုစုပေါင်းပြည်သူ17ဦးတိတ်ဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့သိရပါဗျ။ ိုက်ပွဲမဖြစ်ဘဲနဲ့ရန်တမ်းပြီးပြစ်တာမျိုးပါလို့ထီးချိုင် revolution TR အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်။လက်တလုံးမြေပြင်မှာလည်းစစ်ခွေးတပ်ကထီးချိုင်မျိုးအပါအဝင်သခိုင်းတိုင်းနဲ့ကချင်ပြည်နယ်အဆက်နေရာများကိုဥတည်ပြီးတော့စစ်ကြောင်းထုတ်ရန်ပြင်ဆင်နေမှုများမြင်တွေ့ခဲ့ရတယ်လို့ဒေသကင်းထောက်အဖွဲ့များထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revenue Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ